ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Myanmar Crafter ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အရင်ဗီဒီယိုတုန်းကတငယ်ချင်းတွေတောင်းဆိုခဲ့တဲ့ရက်တရားဒါမဲ့ထူးဆန်းတာတွေဖြစ်နေတဲ့ worry ကိုကျွန်တော်တို့ပြန်ဆော့သွားမှာဖြစ်ပါတယ်ပြီးလဲပြီးတော့တချို့ရက်တွေလည်းကြောက်ကျွန်တော်အကောင်တွေကအကြီးဖြစ်သွားတဲ့ရက်တွေပြီးလဲကြောက်ကျွန်တော်တို့ကောင်းကင်ဘဝကနေပြီး mod တွေအကုန်လုံးပြုတ်ကျလာတဲ့ရက်တွေပြီးဒီကြောက်မီသွေးတွေတန်တွေကနေပြီးတော့ဗောနော် diamond ပြောင်းသွားတဲ့ရက်တွေစသည်ဖြင့်ကျွန်တော်တို့ရက်ပေါင်းများစွာရှိပါတယ်ခင်ဗျာအဲ့တော့ဒီလိုမျိုးထူးဆန်းတဲ့ဗီဒီယိုကိုကြိုက်တယ်ဆိုရင်ကျွန်တော်တို့ like and subscribe လေးလုပ်ပေးပါဆိုတော့ဒီ map ကတော့ကျွန်တော်ဟိုးရင်တော့ဆော့ဘူးတယ်ဒါပေမဲ့ မစော့တာနှစ်နှစ်လောက်တော့ရှိပြီပေါ့နော်အဲ့တကြောင်ကျွန်တော်တို့ day 0ကနေပြီးတော့ပြန်လည်စတင်လိုက်ကြရအောင်ခင်ဗျာပထမဆုံး day 1ပါတော့ကျွန်တော်တို့ထူးဆန်းတဲ့အချက်ကဒီကအပင်နေအကုန်လုံးอ่ะပေါ့နော်အလင်းအမြန်နှုံးနဲ့ကြီးထွားနိုင်တယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အပင်နေဆက်လို့ရှိရင်အမြန်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ပထမဆုံး idea ကတော့ကျွန်တော်တို့ဒီက ဂျုံမီနေကိုကျွန်တော်အတိအကထားပြီးစိုက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးနေ့ကအပေနေမြများပေါက်တော့ကျွန်တော်လည်း farming မြများလုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အစားအစာတွေအများကြီးစုထားမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့စားလောက်ကြအောင်ခင်ဗျာဒီမှာကျွန်တော်စမ်းပြမယ်ဗျဒီတစ်ပင်လေးကိုကျွန်တော်ချလိုက်မယ်ဟာဒီမှာတွေ့လာကျွန်တော်တို့ကြီးလာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောရတဲ့အတိုင်းပဲမြက်ပင်နေအဲသွားပြီးခုတ်မယ်ပြီးလို့ရှိရင်ကျွန်တော်အစစ်တွေယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ farming time လုပ်ဖို့အတွက်အဓိကလုပ်အောင်လုပ်ပါတော့။အဲ့တော့ပထမဆုံးနေ့မှနေမယ်ကျွန်တော်တို့အစားအစာတွေဖူလုံတော့မယ်လို့တော့ကျွန်တော်ကတော့ယူဆပါတယ်။ဘယ်တည်ပဲကျွန်တော်တို့လည်းကံကောင်းတော့ပါတော့။ကျွန်တော်ကျွန်တော်မှာ water bucket မရှိဘူးပေါ့နော် water bucket မရှိတော့ကျွန်တော်က ဒီကံလေးတွေနားမှာပဲလိုက်ပြီးတော့ farming လုပ်ရတယ်ပေါ့နော်ကျွန်တော်ဒီနေ့တနေ့လုံးလဲဒီကအစေ့တွေလိုက်စုတယ်ပြီးတော့ဒီမှာကျွန်တော်တို့မျိုးပွားလိုက်တယ်ပေါ့နော်မျိုးတရက်လုံးပြီးသွားတဲ့အချိန်မှာကျွန်တော်မှဂျုံတွေ9 stack 6 stack လောက်ရသွားတယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်တို့အစာကောင်းနေပြီပေါ့နော်အစာကောင်းမှအနှောင်းသေးချသလိုပဲကျွန်တော်တို့အစာအစာတွေပိုးနေတော့ကျွန်တော်တို့လှုပ်ချင်တာတွေလှုပ်လို့ရရပေါ့နော်ကျွန်တော် day 2ကျရင်တော့ဒီကောင်းကင်ဘုံကနေပြီးတော့ diamond တွေပြုတ်ကျလာရရဲ့ဖြစ်လို့ရှိရင်ကျွန်တော်အရန်ပျော်မိပါပဲကျွန်တော်အစာအစာလည်းရပြီ diamond လည်းရပြီဆိုတော့ကျွန်တော်လှုပ်ချင်တာတွေလှုပ်လို့ရပြီနော် day 2မှာတော့ အကောင်နေအကုန်လုံးကအကြီးဖြစ်သွားပါတယ်ခင်ဗျာဟေးဥမာကြက်ကြီးကအကြီးပဲကွာဟဲ့မင်းငါးနောက်ဘာလို့လိုက်နေရလဲဟာအော်ကျွန်တော်လက်ထဲမှာစိတ်ကြိုင်တာလို့သူကစားခြင်းလို့လိုက်နေရတယ်ကြည်အောင်ဗျာကြက်ကြီးကကျွန်တော်ခန္ဓာကိုယ်နှစ်ဆလောက်ရှိရယ်နော် ဒီကြက်ကြီးကိုကျွန်တော်တို့တက်လိုက်လို့ရှိရင်ကြက်သားပို့ပြီးရမလားမသိဘူးကြက်သားတက်စတိုက်တွေပါထွက်လာမလားမသိဘူးပဲเนาะဒါပေမဲ့ထားလိုက်ပါတော့ကျွန်တော်အစာပဲကြီးလိုက်တော့မယ်ဒီကြက်ကိုလှုပ်ပေးလိုက်မယ်မင်းဟာကျွန်တော်တို့နောက်ထပ် mod ဒီကျွန်တော်တို့သွားချီကြည့်အောင်ပြီးတော့ကျွန်တော်နွားကြီးတွေလည်းတွေ့ခဲ့ပါတယ်ခင်ဗျာဒီနွားကြီးတွေဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်သုံးစားလောက်ရှိတဲ့နွားကြီးဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနွားကြီးတွေတစုတစီတွေ့ကြရင်တော့ကျွန်တော်တို့မမချစ်သူများ group Facebook group မှာသွားပြီးတော့ကြည့်လို့ရပါတယ်ဗျာဆိုတော့ဒီကနွားကြီးကတော့လွတ်ထွက်လာတာထင်ပါတယ်ဒီနွားကြီးကိုတက်လိုက်လို့ရှိရင် အာညအမေသားတရုံမဲ့ရရကွာဒါကြီးကရုပ်တိမရှိဘူးเนาะကျွန်တော်တို့โอเคအဲ့တော့ဒီမှာတခြားအကောင်တွေကြည်တိပါအောင်ဗျာဒီမှာမြင်းနေဆိုရင်လည်းအကြီးကြီးပဲမြင်းတော့ဆိုရင်ဒီဆမ်မန်ငါးတွေတက်တက်လေးဗျာအခုဆိုရင်တော့ကျွန်တော်ရဲ့ခန္ဓာကိုယ်တရက်စာလောက်ရှိလာပြီပေါ့နော်ဒီငါးကြီးတွေကျွန်တော်တို့တော့ပြန်ကြိုက်စားလို့ရနေပြီဗျာဆိုတော့ဒီနေ့တနေ့လုံးကျွန်တော် mind တူဖို့ဆုံးဖြတ်လိုက်ပါတယ်ဗျာဆိုတော့ဒီ mind တွင်ထဲမှာတွားတဲ့အချိန်မှာလည်းကျွန်တော်အကောင်အကြီးတွေနဲ့ထပ်တွေ့ခဲ့ပါတယ် creeper အကြီးတွေဒီမှာနှစ်ကောင်းတော်ဝါဗျာ ကျောဒီမှာကြီးကြီးတိုင်အောင်ပြဇွန်ဘီကလေးလေးတောင်မှအကြီးဖြစ်နေပေါ့နော်ကျွန်တော်တို့သူ့ရဲ့ခေါင်းရအကြီးပဲအဲ့တော့ဒီဇွန်ဘီကလေးလေးကြီးရတာတော့တော်တော်ကောင်းပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့သူတို့ခုတ်ရလွယ်သွားတာပေါ့နော်အရင်တော့ဆိုဇွန်ဘီကလေးလေးရှောက်ပြေးနေတယ်လေအခုတော့လွယ်သွားပြီဆိုတော့ဒီ cave ထဲမှာလည်းအဲ့လိုအကောင်ကြီးတွေရှိတော့သတိရထားရမှာပြအဓိကတော့ကျွန်တော်အခုတူးနေရ iron နေပေါ့နော်အဲ့တော့ကျွန်တော် iron armor ရဖို့အတွက်ကျွန်တော်တူးနေရဖြစ်ပါတယ် ဒီမှာကြည့်တိုင်းအောင်ဗျပင့်ကူကြီးတွေဆိုကျွန်တော်သတိတောင်ရမိတယ်ဟို Harry Potter ကားတွေကပင့်ကူတွေလေလို့အကြီးကြီးတွေပဲဗျ ျွန်တော်တို့တစ်ချက်ထိရနဲ့ရှော်ဝါနိုင်လေဗျဒီလိုနဲ့ကျွန်တော် mind တွူးနေလိုက်တာဒေးအစ်စ်ပြောင်းသားတာတော့မှကျွန်တော် သတိမထားလိုက်ဘူးခင်ဗျဆိုတော့ဒေး3မှာတော့ကျွန်တော်တို့ရဲ့ရိုက်ခံရလို့ရှိရင်လူတေရလိမ့်မယ်တဲ့အဲ့တော့ကျွန်တော်ပစ္စည်းတွေထွက်ကြလာမှာပေါ့နော်ကျွန်တော်ရိုက်ခံရလို့ရှိရင် okay ဒါကိုစမ်းသပ်ဖို့အတွက်ကတော့ကျွန်တော်နောက်မှလောက်ရမယ်ဘာလို့ဆိုအခုအာမလည်းမရှိသေးဘူးကျွန်တော်ရိုက်ခံရလို့ရှိရင်တေဖို့ပဲရှိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အိမ်အရင်ပြန်ရမယ်ပြီးလို့ရှိရင်ကျွန်တော် base လေးအရင်စောက်မယ်စောက်ပြီးတော့မှကျွန်တော်စမ်းကြည့်ရအောင်ဗျာ ဒီတော့ကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်မှာကျွန်တော် base ကိုစောက်ဖို့ကတော့ကျွန်တော် ကောင်းကင်ပေါ်မှာပဲစောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဟိုးရင်တော့က100 days တော့ကျွန်တော် lesson ရသွားရပေါ့နော်။ကျွန်တော်စောက်တဲ့အိမ်ကမီးတွေလောင်ကုန်နေပြီးတော့အကောင်တွေတက်တာရောအကုန်မျိုးစုံဖြစ်ပြီးတဲ့နောက်မှာကျတော့ကျွန်တော်ဒီကောင်းကင်ပေါ်မှာပဲစောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျ။ ပြီးလည်းပြောကျွန်တော်ခုနကရလာ iron နေနဲ့အာမအပြည့်လုတ်ခဲ့ပါတယ်။နေ့တွေလောက်လဲရောက်တော့ကျွန်တော်ရွာအစ်တစ်ခုတွေ့တာနဲ့အဲ့ရွာကိုသွားလိုက်တယ်ပေါ့နော်။ပေါ်ရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ဒီနေ့ရဲ့ two charge ဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့အရိုက်ခံအောင်လုပ်တယ်ပေါ့နော်။ဟိုမှာကျွန်တော်တို့လာမရှိပါတယ်။အဲ့တော့လာမကိုကျွန်တော်တစ်ချက်ထိုးတယ်ပြီးရသွားတစ်ချက်ပြန်တော့ပြန်ချတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဒီဟာပစ္စည်းရရတယ်ပေါ့နော်။ပထမဆုံးရတဲ့ပစ္စည်းရတော့ဒီဟာ blaze rod ပဲဖြစ်ပါတယ်။ဆိုတော့ blaze rod နဲ့ပြီးရင်ဘာတွေထပ် two charge ရအောင်လဲ။အော်ဒီမှာ underpill တစ်လုံးရတယ်။ โอเคပြီးရင်ဒီမှာ slime slime ball တွေလည်းရတယ်ဆိုတော့ diamond တွေရနိုင်မှာမသိဘူးဗောနော်ကျွန်တော်ညညလုံးစူးစမ်းကြည့်ရပေါ့ဒီလာမားတွေကိုကျွန်တော်တစ်ချက်ရိုက်တယ်သူကတစ်ချက်ပြန်ရိုက်တယ်ဒီတော်ကလည်းတစ်ချက်ပြန်ရိုက်တယ်အဲ့လိုမျိုးကျွန်တော်တို့ဒီတညလုံးကိုကျွန်တော်ဒီလိုမျိုးဖြတ်တန်းလိုက်တာဗောနော် ဒါပဲဖြစ်ချင်တော့အကောင်းဆုံးရခဲ့တာဆိုလို့ဒီက Blaze Road နဲ့ Andrew Pearl ပဲရှိပါတယ်ခင်ဗျာဒီတော့မနေ့ပြန်ကြရင်တော့ဒီထက်ပိုကောင်းတဲ့ပစ္စည်းတွေပေးမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဒီတော့အဲ့ဒီညမှာကျွန်တော်ရွာမှာတငယ်ချင်းတယောက်ရောက်လာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့တငယ်ချင်းဝက်ငပိုးပဲဖြစ်ပါတယ်ဆိုတော့ဒီဝက်ငပိုးကကျွန်တော်ညမအိတ်လို့ရှင်ရောက်လာတာပေါ့နော်အဲ့တော့ဒီဝက်ငပိုးကိုကျွန်တော်တက်လိုက်တဲ့အချိန်မှာဒီကအချွေစိတ်လေးတစ်စိတ်ရပါတယ်အဲ့တော့ကျွန်တော်တို့အိမ်ပြန်ပြီးအိတ်ကြရအောင်အိမ်မှာအိတ်ခင်မှာကျွန်တော်ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်ဆိုတော့ဒီခွေးလေးရဲ့ချစ်စရာလေးပေါ့နော်ကျွန်တော်တို့ဒီမှာခေါ်လာလိုက်တယ် သူ့ကိုတော့ကျွန်တော်နောက်ကျမှနာမည်ပေးလိုက်မယ်အခုတော့ကျွန်တော်တို့အိတ်လိုက်အောင်မယ်ဗျ day 4ရောက်ပါပြီခင်ဗျ day 4မှာတော့ကျွန်တော်ဘာထူးကြလဲဆိုရင်လည်းဒီကဘလော့တရားပြောင်းနေရဲ့ဟေးငါဆောက်တာ bridge နဲ့ဆောက်တာအဲမတတအယောင်တွေပြောင်းသွားပြီတွေ့လားဆိုတော့ဒီကျွန်တော်တို့နားမှာရှိတဲ့ block တွေအကုန်လုံးကအဲ့လိုမျိုးအမျိုးအစားတွေအမျိုးမျိုးပြောင်းနေမှာပေါ့နော်အဲ့တော့ကျွန်တော်ကလည်းအာဒီနေ့က ဘယ်လိုလဲတော်တော်လေးတော့စိတ်ရှုပ်စရာကောင်းမယ်လို့ပဲထင်ခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်မှားသွားတာတခုရှိရပြအဲ့ဒါတော့ဘာမှားသွားလဲဆိုတော့ကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အစတော့ဒီ block တွေပြောင်းတာမကြိုက်ဘူးပေါ့နော်ဘာလို့ဆိုတော့ဒီမှာကြည့်လိုက်ကျွန်တော်မြေကြီးတွေอ่ะဗောနော်တဖြည်းဖြည်းနဲ့ဟို shovel နဲ့လှုပ်ထိုင်းမြေကြီးပြောင်းတယ်ပြီးတော့ပြီးတော့မှအယောင်မလှတဲ့မြေကြီးတွေဖြစ်ကုန်တယ်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ရဲ့အိမ်ကိုအဲ့လိုမျိုးကြီးဗောနော်မြေကြီးတွေပြောင်းတယ်ဆိုတော့ကျွန်တော်သိပ်မကြိုက်ဘူးကြည့်တော့အယောင်တွေက မလောက်ဘူးလေနော်ကျွန်တော်ရဲ့အိမ်မှာမြေကြီးရလို့ဖြစ်နေဘယ်သူကကြိုက်ပါလဲဆိုတော့ तू ကဒီတစ်ပင်လေးကိုလည်းပြောင်းပေးတယ်ဗျာတွေ့လားကျွန်တော် birch tree ကနေပြီး jungle wood ပြောင်းသွားပါတယ် तू ကဒီအတုံးတွေအကုန်လုံးကိုပြောင်းပေးနိုင်တယ်ဆိုတော့ပေါ့နော်ကျွန်တော်ဒီကရှိသမျှအတုံးတွေလိုက်ပြီးပြောင်းကြည့်တယ်ပေါ့ အဲ့နဲ့ကျွန်တော်ဘာရှာဖွေတွေ့ရှိွားလဲဆိုတော့ဒီက rock တွေကလည်းပြောင်းနိုင်တယ်ခင်ဗျဒီမှာကြည့်လိုက်ကျွန်တော်တို့ stone ကနေပြီးတော့ဒီက granite ဖြစ်သွားတယ် granite ကနေပြီးတော့ diorite ပြောင်းသွားတယ်ဆိုတော့ဒီအတုံးတွေဒီကြောက်တုံးတွေပါပြောင်းနိုင်လို့ရှိရင်ကျွန်တော်စဉ်းစားလိုက်တာပေါ့နော် ore တွေကလည်းပြောင်းနိုင်ပါပဲလေဟုတ်တယ်မလားကျွန်တော်တို့တန်တွေ redstone တွေပြီးအဲ့ကျွန်တော်တို့ကြောက်မီတွေတွေကလည်းပြောင်းနိုင်ပါပဲဆိုပြီးကျွန်တော်ကြောက်မီတွေတုံးသွားရှာလိုက်တယ်ပေါ့ ဒီလိုနဲ့ပဲကျွန်တော်ရဲ့ theory ကိုစမ်းကြည့်ဖို့ပေါ့နော်ဒီမှာကော့ပါတုံးနေကျွန်တော်တွေ့ရဗျအဲ့တော့ကျွန်တော်စောင့်လိုက်တယ်အာတွေ့လားကျွန်တော်ရွှေပြောင်းသွားပြီဒါဆိုတော့ diamond မှာပြောင်းမလားမသိဘူးကျွန်တော်ဘာထပ်ပြောင်းမလဲကြည့်ရအောင်အော် lapis ဖြစ်သွားတယ်နော် okay lapis ကနေဘာထပ်ပြောင်းမလဲ redstone ဖြစ်တယ် okay redstone ကနေနောက်တစ်ဆင့်တက်လို့ရှိရင်ဘာဖြစ်မလဲကျွန်တော် redstone နေနေနေယူလိုက်အောင်အရင်ဆုံး Okay, emerald. Emerald ပြီးရင်တော့အဲ့ထက်မြင်တာ diamond ပဲရှိတော့တယ်။ diamond ဖြစ်မလား? Oh, yes. ကျွန်တော်တို့ရဲ့ခံမှန်းချက်မှန်တော့ပါပြီခင်ဗျာ။အဲ့တော့ကျွန်တော်တို့ day 4မှာတွေပဲတော့ကျွန်တော်တို့ free diamond ရနိုင်တဲ့နီလန်းကိုရှာဖွေတွေ့ရှိသွားရဖြစ်ပါတယ်အဲ့တော့ဒီမှာ emerald ကနေပြီးတော့သူက diamond ပြောင်းသွားတယ်ဆိုတော့အဓိကတော့ကျွန်တော်ဒီနေ့တနေ့လုံးဒီကြောက်မီသွေးတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် iron ပဲဖြစ်စေအဲ့ဒါတွေအရင်ဆုံးလိုက်ရှာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ခိုးတွေကနေပြီးတော့ iron ပြောင်းတယ် iron ကနေပြီး copper ပြောင်းတယ်ပေါ့နော် copper နေပြီးတော့ရွှေပြောင်းတယ်ရွှေကနေပြီးတော့ဘာထပ်ပြောင်းမလဲဆိုတော့ lapis ပြောင်းတယ် lapis ကနေပြီးတော့ redstone okay redstone ပြီး emerald emerald ပြီးသွားရင်တော့ကျွန်တော်တို့ diamond ဖြစ်လာပြီပေါ့နော်ဒီမှာ okay ကျွန်တော်တို့အဲ့ဆိုရင်တော့ yeah diamond အမှာအပြည့်စုံရဖို့အတွက်ကျွန်တော်တို့တူးအောင် ဒီတော့အဲ့ဒီညမှာပဲကျွန်တော် diamond chew တွေရော diamond armor တွေရောအကုန်လုံးအလကားရခဲ့ပါတယ်အဲ့တော့လေးရမြောက်ပဲရှိသေးတယ်ပေါ့နော်ကျွန်တော်တို့ diamond armor တွေရနေပြီဆိုတော့ yeah တော်တော်လေးတော့မိုက်တယ်ပြီးဒီမှာ diamond အပိုတွေလည်းအများကြီးပဲ test stack ကျော်လောက်ကျွန်တော်အဲတူးရတာတယ်ပေါ့နော်လောဘကြီးကြီးနဲ့ပေါ့နော်ကျန်တဲ့အချိန်ကိုလည်းမဖြုံးမဲ့နဲ့ diamond တွေပဲဆက်ပြီးတူးပါတယ်ဒီလိုနဲ့ day 5ရောက်သွားပြီခင်ဗျအဲ့တော့ day 5မှာတော့ဘာထူးခြားလဲဆိုရင်ဒီမှာ အတန်နေကြားနေရတယ်ပေါ့နော်ခွန်း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 နဲ့အပေါ်ကနေပြီးတော့ကျွန်တော်တို့ပိုရှင်တွေပြုတ်ကျလာပါတယ်ခင်ဗျာဒီမှာစီးရတဲ့ effect တွေကျွန်တော်တောင်းမှကြည့်လိုက်ပေါ့နော် effect တွေတခုပြီးတခုတက်လာပါတယ်ဒီတော့ဒီမှာကျွန်တော်အမြင့်ခုံလို့ရတဲ့ effect ပြီး regeneration ပြီး wait ကိုပြောင်းစင်းရပါကျွန်တော်တောက်မိပါပြီတင်တယ်ကြည့်လိုက်အောင်ကျွန်တော်ရဲ့မျက်နှာမမြင်ရတော့ဘူးခနော်ဆိုတော့ဒီကျွန်တော်ရဲ့ခွေးပါဒီမှာ effect တွေရနေပြီကြည့်အောင်ဒီကဘာလုံးကိုဒီ potion နဲ့လောင်းနေရပါတော့သူကဒါပေမဲ့ကန်ကောင်းချင်တော့ဒီ potion နဲ့မှာတော့အဲ့လိုလीဒုက္ခပေးတဲ့ potion တော့မပါဘူးကျွန်တော် damage ပေးတဲ့ဟို weakness တို့ပါတော့အဲ့လိုမျိုးတွေမပါဘူးပေါ့နော်ဒါပေမဲ့ ်။ Yeah တော်တော်လေးတော့စိတ်ရှုပ်ဖို့ကောင်းတယ်ပေါ့ဆိုချမ်း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 နဲ့ကျွန်တော်အတန်တည်းကတော်တော်လေးစုညံ့တယ်ပေါ့နော်။ဒီတော့နောက်ဆုံးကျွန်တော်မခံစားနိုင်တော့လို့ပေါ့နော်။ကျွန်တော်ဒီကဘာကြီးကနေထွက်သွားဖို့လုပ်ပါတယ်။ဆိုတော့ကျွန်တော်အခု Obsidian နေလာတူးနေရပေါ့နော်။ကျွန်တော် Obsidian နေရသွားလို့ရှိရင် Nether Portal ကြီးလုတ်ပြီးတော့ဒီကဘာကြီးကနေထွက်သွားမှာဖြစ်ပါတယ်။ Nether မှာတော့ကျွန်တော်တို့ဒီလိုစီးရီတွေကြမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်။အဲ့တော့ Yeah နာကြီးသက်တာတော့ပေါ့။ဒါနဲ့ကျွန်တော် နောက်ဆုံးနားကြီးမခံနိုင်တော့လို့ Neta Portal ကြီးဆောက်ပြီးတော့ကျွန်တော် Neta ရဲ့ကိုသွားပါပြီ Let's go ကျွန်တော်ထင်ထားတဲ့အတိုင်းပဲလို့လား CA မကြဘူးပေါ့နော်။ Yeah ဘယ်တော့ငြိမ်းချမ်းလိုက်တယ်လေကျွန်တော်တို့အဲ့တော့ spawn နဲ့နေရာလေတော်တော်လေးကောင်းတယ်ဗျာ။ဘာလို့ဆိုဒီမှာအကာအကွယ်နေပေါ့နော်ဟိုလုံး cash တွေပေါ်လာပြီးချမဲ့နေရာလည်းမရှိဘူးဆိုတော့ Yeah ဒီလိုနဲ့ကျွန်တော်တို့ day 6ကိုရောက်သွားပြီပေါ့နော် day 6မှာဘာထူးခြားလဲဆိုတော့ something fishy going on နဲ့ကျွန်တော်တို့ငားနဲ့ပတ်သက်တဲ့အတခုတော့ wait ဘယ်ရင်ထွက်လာလဲဒီငားကြီးอ่ะ okay wait ကောင်းကင်ဘွားကြာလာလဲမဟုတ်ဘူးနော် ဟေးငေါငေါလာချလဲကြည့်အောင်ခင်ဗျာဖြစ်ချင်တယ်ငါတက်လိုက်အောင်မယ်အမ်အိုးတော့တကောင်ထွက်လာပြန်ပြီဒါဆိုရင်တော့ဒီနေ့ကကျွန်တော်ဘာဖြစ်လဲဆိုရင်ပေါ့နော်ဒီငားတွေထွက်လာပြီးတော့ကျွန်တော်တို့လိုက်ပြီးချနေမှာဖြစ်ပါတယ်ဟာကွာမနေရပဲကျွန်တော်တို့တော်တော်လေးစိတ်ညစ်ဖို့ကောင်းတဲ့နေ့ဖြစ်ပါတယ်ဆိုမှဒီနေ့လည်းကျွန်တော်တို့ထပ်ပြီးစိတ်ညစ်အောင်ပေါ့နော်မနေ့တော့ကလည်းအေးပိုရှင်တွေကြလာလို့နားကြီးရဒီနေ့လည်းဒီမှာငားတွေတကောင်ပြီးတကောင်ကျွန်တော်လိုက်ချနေဗျာကြည့်အောင် တော့ဘယ်လိုလုပ်ရမလဲမသိတော့ပါဆင်တော့လေးရက်မြောက်နေ့တော့တော်တော်လေးကန်ကောင်းခဲ့လို့ကျွန်တော်တို့ဒီ9ရက်6ရက်မှာတော်တော်လေးဒုက္ခရောက်နေတယ်ထင်ပါတယ်ကျွန်တော်ထင်တော့ Okay yeah တီးခံရပါဘောเนาะကျွန်တော်တို့တီတီတီ9ရက်ဒီမှာရေထဲမှာဆိုရင်ပူတော်မြန်သေးရဲ့ဗျကြည့်အောင် ဒီတော့အဲ့ဒီညမှာပဲကျွန်တော် project တစ်ခုစလိုက်တယ်ပေါ့နော်အဲ့ဒါကတော့ဘာလုပ်ဖို့လဲဆိုတော့ကျွန်တော်တို့အိမ်ရနေပြီးတော့ရွာထီကိုပေါ့နော်ဒီကကောင်းကင်ကနေတရားကြီးထိုးဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အောက်ကိုသွားစရာမလိုတော့ဘူးပေါ့နော်အဲ့အချက်ညာတော်တော်လေးအဆင်ပြေရဲ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်လေဥမာဗျာကျွန်တော်မြေကြီးတွေအကုန်လုံးကလာဖားကြီးဖြစ်သွားတဲ့နေ့စဉ်ကျွန်တော်ဘာလုပ်ကြမလဲနော်ဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်ရွာကိုအလဲတကူသွားနိုင်မဲ့အဲသူများကြီးဒုက္ခမပေးနိုင်မဲ့တရားလေးတစ်ခုကျွန်တော် ထိုးဖို့ idea ရလာပါတယ် ဒီလိုနဲ့ D7 မှာကြတော့ကျွန်တော်တို့ ore တွေကဒီကုန်းမှုမှာ spawn နေပေါ့เนาะအဲ့တော့ diamond တွေရော iron တွေရောအကုန်လုံးကကုန်းမှုရောက်လာမှာပေါ့ဒါပေမဲ့တခုရှိတာကဒီနေ့ကအသုံးမဝင်တော့ပေါ့เนาะဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်၄ရက်မြောက်နေ့တုန်းက diamond တွေအများကြီးရခဲ့လေเนาะအဲ့တော့ကျွန်တော်တို့ဒီနေ့လေ light တူးစရာတော့မလိုတော့ဘူးပေါ့เนาะအဲ့တော့တနေ့လုံးကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့ဒီက cover stone တွေတူးရဲတူးပြီးတော့ကျွန်တော်တို့ခုနကတော့တရားကြီးကိုဆက်ပြီးတော့တိုးချဲ့နေပါတယ် ကျွန်တော်သတိမထားမိပဲနဲ့ဒီလိုတရားပဲဆက်ဆောင်နေလိုက်ရအောင်ပေါ့နော်ကျွန်တော်တို့ D8 ကိုရောက်သွားပါပြီဆိုတော့ D8 မှာဘာထူးခြားလဲဆိုတော့ဒီက word တွေနဲ့ creeper တွေနဲ့နေရာပြောင်းလာတယ်တဲ့ဟုတ် okay ဆိုတော့ကျွန်တော် word တွေစီကနေပြည့်ရမယ်ပေါ့နော်ဘာလို့ဆိုတော့ word တွေကအာ Okay ကျွန်တော်တွေ့ရတိုင်းပဲပေါ့နော် creeper တွေအဖြစ်သူတို့ကပြောင်းနေပါတယ်တဲ့ Okay အဲ့တော့ကျွန်တော် word တွေကပောက်ကွဲတတ်တယ်ပေါ့နော်ဒါပေမဲ့ပြောင်းပြန်အတိုင်းပဲကျွန်တော် word တွေကပောက်ကွဲတတ်ဆိုတော့ creeper တွေက word တွေဖြစ်နေရေပေါ့ ဒီမှာတစ်ချက်ရှိုးလိုက်ဗျာဒီ creeper ဆိုရင်ကျွန်တော်တို့မပေါက်ခွဲတော့ဒီမှာကြည့်အောင် web ကကျွန်တော်ကိုအနောက်ကိုအတင်းကိုလိုက်နေဗျာသူပေါက်ခွဲခြင်းလို့ကြည့်အောင်ကြည့်အောင်ကြည့်အောင်တော်လေးဆိုးတာကြော်တဲ့ဝက်တရားပေါ့နော်သူတို့ခြေောက်လေးချောင်းနဲ့အမြန်ဆုံးပြေးလို့ရတယ်ကျွန်တော် creeper တွေထက်တော်မှမြန်တယ်ဗျကြည်ကြည်ကြည်ကြောနောက်လိုက်တာကြော်မြေမြခုတ်တက်မှရမယ်ဒီကောင်းအဝေးဘာထွက်ကြလာလဲမသိဘူးကျွန်တော်ကြည့်အောင်ဟုတ်နောက်တော့လာပြီဟာကျွန်တော်ခုနကဘာထွက်ကြလာလဲကြည့်မလို့ပါဆိုမှ ေးနိုင်ကကျတော့တော်တော်လေးငြိမ်းချမ်းတဲ့ရက်လေးဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့စားစရာလည်းမလိုတော့ဘူးတဲ့ပြီးတော့ကျွန်တော်တို့တည်လို့ရှိရင်လည်း inventory on အားလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ညာကျွန်တော်တို့တည်လို့ရှိရင်ဒီပစ္စည်းကပြောင်းမှာမဟုတ်ဆိုတော့ wait ကျွန်တော်စမ်းကြည့်အောင်ဗျကျွန်တော်ဒီတံတားပေါ်ကနေခုံချလိုက်မယ်โอเคမတည်သေးဘူးဟာအဲ့တော့ကျွန်တော်ထပ်ပြီးတည်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့စမ်းကြည့်ရမှာပေါ့နော်ဟုတ်တယ်မလားဟုတ်လားမဟုတ်လားဆိုတော့အဲ့တော့အဲကျွန်တော်တို့တည်လို့ရှိရင်ပစ္စည်းလည်းမပြောက်ဘူးဆိုတော့ โอเคကျွန်တော်တွေ့သွားပါပြီအဲ့တော့ response လိုက်ရင်အဲဒီလားဒီလား experiment နေတာမပြောက်ဘူးကျွန်တော်တို့တော်တော်လေးကောင်းတယ်ဗောနော်အဲ့တော့ဒီနေ့ကတော့ကိုကြိုက်တာလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဘာလို့ဖို့ဆုံးဖြတ်လိုက်လဲဆိုတော့ကျွန်တော်ဒီရတရားကိုပဲဆက်ပြီးစောက်လိုက်ပါတယ်အဲ့တော့ကျွန်တော်တခုမှားသွားတာတခုကကျွန်တော်အခုမှနောင်လာရတာဗောနော်ကျွန်တော်အဲ့လိုမျိုးနေမျိုးမှာနေတာထဲမှာသွားပြီးတော့သွားချလိုက်ရမှာအကောင့်တွေဘောနော်ဘာလို့ဆိုတော့တည့်ရတဲ့အချိန်မှာကျွန်တော်ပြီးလို့ရှင်လဲပစ္စည်းတွေမကြောက်ဘူးဆိုတော့လေနော်ကျွန်တော်အဲ့ဒါမလုတ်ခဲ့မိပဲနဲ့တရားပဲဆက်ဆောက်မိလိုက်ပါတယ်ခင်ဗျာ ဒီတော့ကျွန်တော်တို့၁၀ရဲ့မြောက်နေ့ရောက်လာပြီပေါ့နော်။ဒီတော့ဘာထူးခြားလဲဆိုတော့ဒီနေ့ကကျွန်တော်တို့ကြိုက်တဲ့ mod ကိုစီးလို့ရပါတယ်တဲ့။ Okay အဲ့တော့အာကျွန်တော်တို့ဒီမှာအနည်းဆုံး mod ဆိုတော့ကျွန်တော်ရဲ့ခွေးလေးပဲရှိရပါတော့ကျွန်တော်တက်ပြီးထိုင်ကြည့်ရအောင်ဗျ။အာခွေးကကျွန်တော် weight ကိုနိုင်မလားမသိဘူးတော့အရွေးပိုင်ကျိုးကုန်အောင်ပဲ။โอ้เว้ยซีลุยาเลยกว่าฮ่าตลอดเมียนเลยเราคุยอ่ะบ่เนาะโอเคโอเคอ่ะสุยิงจูตะชาหมอดิไล่ซีจี้อ่ะอ๋อเปีย ကျွန်တော်မော့တီယာလေးစီးလို့ရှိရင်တော်တော်လေးညံတယ်ဗျသူတို့ရဲ့ပုံမှန် speed ထက်တောင်မှညံတယ်ပေါ့နော်အဲ့တော့ yeah ကျွန်တော်တို့အဲ့ဆိုရင်တခြားမော့တွေသွားစီးကြည့်အောင်လာလာခွေးလေးတွေသနာပါတယ်ဒီငါးတွေဆိုရင်ရောငါးတွေပေါ်တက်ထိုင်ကြည့်အောင် oh wait စီးလို့ရတယ်ကွာကျွန်တော်တို့ဒါပေမဲ့ခုံဆခုံဆနေပါတော့ကျွန်တော်တို့ခေါင်းတော်မူးကျင်လာတယ်အဲ့လိုမျိုးလေးသူတို့သွားနေ Okay အဲတခြားမော်တွေတော့စီးကြည့်အောင်ငါကတော့ကျွန်တော်တက်ထိုင်လိုက်တာတေတော့မယ်ထင်ပါတယ်တော်တော်တော်ငါမျိုးလှုပ်ပေးလိုက်မယ် Oh creeper creeper okay အဲ့ဆိုရင်ခါလေးတော့ကျွန်တော် creeper ကိုတက်စီးကြည့်ရအောင်ဗျ creeper ကိုစီးကြည့်လို့ရှင်ရေအိုးပောက်ကွဲမလားအော် creeper ပောက်ကွဲတက်တယ်ဗျအဲ့တော့ yeah စီးလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်ပောက်ကွဲတက်တယ်ပေါ့နော်အဲ့ဒါတခုတော့ရှိတယ်ဟုတ်ပြီလားတိုးလေးကိုစီးကြည့်အောင်အားလေမိုက်တယ်မိုက်တယ်တိုးလေးကတော်တော်လေးမြန်ပါတယ်ဒီတိုးကိုစီးပြီးတော့ကျွန်တော်ရွာကိုသွားကြည့်အောင်ဗျာ ဒီဒီတိုးတွေကလေမြင်းတက်တော်မြန်သေးရေဘောက်လေတော့မသိဘူးနော်နောက်ဆုံးတော့ကျွန်တော်အမြန်ဆုံးအနေနဲ့ချက်ကလေးတစ်ကောင်တွေ့ပြီးကျွန်တော်ရွာကိုစီးပါလိုက်ပါတယ်ကျုံကျုံကျုံချက်ပြေးရ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 ကျွန်တော်တက်ကိုတက်ထိုင်ပြီးစီးနေပြီနော်ကျွန်တော်ပုံမှန်ဆိုရင် Minecraft မှာတွေ့ရတာချက်ကိုစီးရဆိုရင် zombie ဟို baby zombie လေးစီးရပါနော်ဒါပေမဲ့ကျွန်တော်တို့အခုတော့ကျွန်တော်တယောက်လုံးတက်ထိုင်နေပါပြီခင်ဗျဟုတ်ပြီကျွန်တော် Iron Golem ကြီးကိုစီးကြည့်အောင် ယိုးထိန်းရတော့တော်တော်ခက်တယ်ဗျာဘာလို့ဆို iron coolant သူကသူသွားချင်တာတနေရကျွန်တော်သွားချင်တာတနေရဖြစ်နေပါတော့ဒါပေမဲ့ကျွန်တော်တို့ကြည့်ရဟိုလေစိတ်ယုတ်ကြီးကြီးပြင်မလားကျွန်တော်တို့စိတ်ယုတ်ကြီးကြီးကိုထိန်းချုပ်ရလို့ပဲဗျာသူရဲ့ iron coolant ကြီးအကြီးကြီးဆိုတော့လေမိုက်တယ်မိုက်တယ်ကျွန်တော်အစင် villager တွေရောစီးကြည့်ရအောင်ကျွန်တော်တို့ဟုတ်ပြီကျွန်တော် villager ကြီးစီးကြည့်ရကျွန်တော် villager ကြီးကမကြိုက်ဘူးထင်ပါတယ်တော်တော်လေးတော့မြန်တယ်တခုရှိတာတချို့အဲ့လိုတချို့မော့တွေကထိန်းချုပ်လို့မရဘူးဗျာဥမာကျွန်တော် villager ကိုတက်စီးလိုက်လို့ရှိရင်ကျွန်တော်သွားစီခြင်းတဲ့နေရာသူကမသွားဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိတယ် ဒီလိုနဲ့ကျွန်တော်ဆယ်ရက်မြောက်နေ့ညမှာအမှရေတွေထည့်ပြီးတော့ဗောနော်ကျွန်တော်လှီလီနဲ့မောင်းလို့ရအောင်လုပ်မလားဘူးကျွန်တော်ရဲ့တံတားကိုပြင်ဆင်ကြည့်ရပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်တို့တားကကျွန်တော်တဒုံးစာပဲလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်လေအောင်မဆန့်ဘူးဖြစ်နေပါဗါတယ်အဲ့တော့ကျွန်တော်လမ်းလျှောက်တဲ့တားအနေနဲ့ပဲသုံးအောင်ပေါ့နော်စက်တင်ဘာလနေ့ရောက်တဲ့ချိန်မှာတော့ကျွန်တော်တို့အကောင့်နေအကုန်လုံးကခုံဆွားခုံဆွားဖြစ်နေတဲ့ကျွန်တော်ပါဝင်ပေါ့နော်ဒီမှာကြည့်တော့ကျွန်တော် okay အဲအဲ့တော့တခြားကောင်တွေသွားကြည့်ကြည့်အောင်ဒီမှာ enderman အာဒီကောအန်ဒါမန်ကတော့ခုံစောက်ခုံစောက်မလုပ်ဗျာအဲ့တော့အန်ဒါမန်ကချင်းချက်ပေါ့နော်ဒါပေမဲ့ဒီမှာတခြားကောင်တွေကြည့်လိုက်ဗျာဒါမှတိုးဆိုရင်ကြုံအဲ့ဟာအကျော်လိုက်ကြတာမဟုတ်သေးပါဘူးနော်ဒီကောင်အကျော်လိုက်တယ်ဒီမှာဒီမှာဝက်တရောကြုံတော်တော်လေးပျော်နေကြရတယ်နော်ဒီကောင်နေဟဲ့နေမင်းတို့ဘာဘာကြောက်ပျော်နေကြရလဲဒီကောင်ဒီမှာခုံစောက်ခုံစောက်နေကြည့်အောင်ဗျာစပိုက်တာတွေရောကြည့်လိုက်အောင်ဗျာကျွန်တော်ရွာထဲကိုသွားကြည့်တော့လေရွာသားတွေအကုန်လုံးကခုံစောက်ခုံစောက်လုံနေဗျာတော်တော်လေးပျော်နေတယ်ထင်တယ်ဘာဖြစ်လဲရောက်နေထီပေါက်လို့လားဒီမှာ 啊、你真係啲惡棍，好兇殺兇殺嘅，屌！ ဒီမှာကြည့်ဒီမှာကြည့်အာယွန်ဂိုလန်ဆိုရင်တော်တော်ကြီးကိုပျော်နေတဲ့နဲ့အမြင့်ရွံ့ရောက်မင်းခုံတာအဲ့ဒီညမှာကျွန်တော်ဗာဆက်လုတ်ခဲ့တယ်ဆိုတော့ကျွန်တော်နေတာရဲကိုသွားပြီးတော့ဆက်ပြီးစူးစမ်းလေ့လာခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာလေကားလေးတွေစောက်တဲပြီးတော့ဒီမှာ gas တွေနဲ့လည်းတွေ့ရပြ gas ဆိုမှလေကျွန်တော်တို့နောက်ထပ်အစ်စ်ထွက်လာမဲ့ update မှာပါပါလာလဲဆိုတော့ gas ဟိုလေကျွန်တော်ချစ်ဖို့ကောင်းတဲ့ gas လေးတွေပါလာပြီဗျဆိုတော့ဒီ gas တွေကအဲ over war မှာလည်းမိုးဝပြန်နိုင်တယ်ပေါ့နော်ပြီးတော့သူတို့လည်းတက်စီးလို့ရတယ်လို့ပြောရဲဗျ yeah ဒါတော့တိုက်ဆိုင်လို့ပါကျွန်တော်နေတာထဲမှာဒီ gas တွေတွေ့လို့ စနေရမြောက်နေ့ကတော့တော်တော်လေးဆိုးတဲ့ရက်ပဲဖြစ်ပါတယ်။ဘာလို့ဆိုကျွန်တော်တို့တည်လို့ရှိရင်ねကျွန်တော်တို့ inventory ထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးပျောက်သွားမှာဖြစ်ပါတယ်။အဲ့တော့အာ okay ကျွန်တော်ဒီရက်ကြီးကိုကြော်ပြစ်မှရမယ်ပေါ့နော်။အဲ့တော့ကျွန်တော် spawn point ကိုပြန်သွားတယ်။ပြီးတော့ spawn point ထဲမှာကြော်တဲ့ခလုတ်လေးကိုဝယ်ပြီးတော့ကျွန်တော် skip လုပ်လိုက်ပါတယ်။ကျွန်တော်ကြော်လိုက်တာ73ရက်နေ့ကပူရောင်ဆိုးနေတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အစာအိမ်စာပြက်လက်မှုတွေဖြစ်ပေါ်လိမ့်မယ်တဲ့။ Oh wait အဲ့ဒါဆိုရင်ကျွန်တော် base scale ကိုပြန်သွားကြည့်ရမယ်ဗျာကျွန်တော်အပင်နေစိုက်တာအများကြီးပဲလေနော်အဲ့တော့ကျွန်တော်တို့အပင်နေအကုန်လုံးပြည့်စည်ကုန်မလားမသိဘူးကျွန်တော်အိမ်လဲပြန်ရောက်တော့ကျွန်တော်ထင်တဲ့အတိုင်းပဲကျွန်တော်ရဲ့စိုက်ခင်းနေအကုန်လုံးကဒီက ဒုတ်ချောင်းတွေဖြစ်ပြောင်းသွားတယ်ပေါ့နော်ခြုံပုတ်တွေပဲဖြစ်သွားတယ်ပေါ့အဲ့တော့ကျွန်တော်စိုက်ထားသမျှအကုန်လုံးပျက်စီးသွားပြီခင်ဗျာကျွန်တော်ပထမ day 1မှာကျွန်တော်စိုက်ထားခဲ့တဲ့အစားအစာတွေအကုန်လုံးအခုတော့သွားပါပြီကျွန်တော်တို့ဒီလိုပဲပေါ့နော်ကျွန်တော်တို့ချီမွန်းတရက်ကဲ့ရဲ့တရက်ဒီလိုပဲချီတက်ရမှာပေါ့ကျွန်တော်တို့ဒီလိုနဲ့14ရက်မြောက်နေ့ရတော့ကျွန်တော်တို့နှင်းကြတဲ့နေ့ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့လမ်းလျှောက်လိုက်တိုင်းဒီမှာနှင်းနေကြတာတွေပေါ့နော်ပြီးလဲပြီးတော့ကျွန်တော်တို့နှင်းဘိုင်အုံးမှာ snow ဘိုင်အုံးမှာပေါ်တဲ့အကောင်တွေရတယ်ကျွန်တော်တို့ထိုက်ပြီးတိုက်ခိုက်ပါတော့တယ်ခင်ဗျာ ညီမကြည့်အောင်အစရတော့ချစ်စရာလေးမှတ်တယ်ဒီတိုးဟိုပါဘောနော် foxes လေးပေါ့နော်ဒီဝင်ပလီလေးဒါပေမဲ့ဖြစ်ကျွန်တော်တို့ကကျွန်တော်ကိုတိုက်ခိုက်ပါတယ်ခင်ဗျအဲ့တော့လေကျွန်တော်လည်းရွေးစေစရာမရှိဘူးပေါ့နော်အကုန်လုံးတက်ပြရပါတော့တယ်တလားပါတယ်ကွာချစ်စရာလေးဘာလို့ငေါ့လာပြီးချနေလဲမသိဘူးကြည့်ကြည့်ခုံပြီးရတယ်လား okay အဲ့တော့ yeah ကျွန်တော်တို့ဒီနေ့လဲတော်တော်လေးစိတ်ရှုပ်စရာကောင်းတဲ့နေ့ပဲတော့ဗောနော်။ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်အနားမှာနှင်းနေကြီးပဲပြောင်းကုန်တယ်ဗျာ။အဲ့တော့ကျွန်တော်ထီးသမျှအရာအလုံးနှင်းနေဖြစ်နေပြီဆိုတော့တိတ်မမိုက်ဘူးဗော။ Okay တတိထားတော့ရအောင်။အဲကျွန်တော်ခွေးကိုလည်းတတိပေးရမယ်။သူ့ကိုလာပြီးချနေမှဖြစ်။ပြီးတော့သူတို့ကပူသာဘဲလည်းရောက်လာတယ်ဗျာ။ ကြုံကြုံနှစ်ကောင်တော့မှဘယ်တော့လဲโอเคကျွန်တော်ရှင်းပြလိုက်ပြီသူတို့ဒီလိုနဲ့ကျွန်တော်စမ်းကြည့်ခြင်းလို့ဆိုပြီးတော့ကျွန်တော်네တာထဲမှာသွားပြီးစမ်းကြည့်ရပါတော့ဟုတ်ပါတယ်ကျွန်တော်ထင်တာကမှန်ပါတယ်လာဗာတွေကလည်းဒီရေခဲတုံးအဖြစ်ပြောင်းသွားတယ်ပေါ့နော်အဲ့တော့ yeah ကျွန်တော်တို့네တာထဲမှာ AC ပဲကျွန်တော်봐လုပ်ခဲ့လဲဆိုတော့ဒီကလာဗာကျွန်တော်ပေါ်တယ်နားမှာရှိတဲ့လာဗာတွေကိုကျွန်တော်ရေခဲအဖြစ်ပြောင်းလိုက်တယ်ပေါ့နော်အဲ့တော့နောက်ဆိုရင်မီးမလောင်တော့ဘူးပေါ့ညနေပိုင်းလည်းရောက်တော့ကျွန်တော်ဒီကရေခဲပြင်ကြီးနေလိုက်လုပ်ပြီးတော့ ဒီရက်လေးကိုအဆုံးသတ်ခဲ့ပါတယ်ဗျ။၅ရက်နေ့ကတော့တော်တော်လေးဆိုးတဲ့ရက်ပဲ။ဘောလစ်ဆိုတော့ဒီမှာကြည့်အောင်ကျွန်တော်မျက်နာကြီးကိုဖုံးလာတယ်ပေါ့နော်ဒီ pumpkin ကြီးနဲ့။အဲ့တော့တရက်လုံးဒီ pumpkin နဲ့နေရမယ်ဆိုတော့ဒါကြီးကတီးခံလို့မရဘူးပေါ့နော်။အဲ့ဒါကျွန်တော်ဒီရက်ကြီးကိုကြော်အကြော်မရမှာပေါ့။ဘာလို့ဆိုတော့ကျွန်တော်ဗီဒီယိုတစ်ခုလုံးဒီ pumpkin ဖြစ်နေလို့ရှိရင်မမရဘူးလေနော်။အဲ့တော့ကြော်ဖို့အတွက်ကျွန်တော်ပြင်ဆင်လိုက်ပါတယ်။ဟာ creeper လာပေါက်သွားသေးရဲ့။ငါခွေးလေးပါဖြစ်သွားလည်းမသိဘူး။ day 16ကတော့တော်တော်လေးမိုက်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ရွှေတွေကိုအသုံးပြုပြီးတော့ဒီ monster တွေကိုကိုဘတ်တော်သားဖြစ်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ညာကျွန်တော်မှရွှေ၈တုံးလားမသိဘူးကြံသေးတယ်အဲ့ဒါကိုယူပြီးတော့ကျွန်တော်ညကြရင်စမ်းကြည့်ရအောင်ပေါ့နော်မနေ့ပိုင်းတစ်ခဏကတော့ကျွန်တော် site ပြေးပြန်လောက်နေပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဟိုတနေ့တော့ပျက်စီးသွားတဲ့ site key တွေအစားပြန်လဲအစားထိုးပြီးတော့စရမှာပေါ့နော်ဟုတ်ပြီကျွန်တော်ညရောက်ပြီဆိုတော့စမ်းကြည့်အောင်ဗျာကျွန်တော်ဒီ creeper ကိုရွှေပေးလိုက်မယ်โอเคကျွန်တော် creeper မချတော့ဘူးပြီးတော့ဘာသွားလုပ်လဲ ယိုးကျွန်တော်ကျွန်တော်အစားအသေးခံဘုံခွဲပေးရဒီခရီပါတင်ငယ်ချင်းတို့တွေ့လိုက်လားဗျာโอเคကျွန်တော်အဲ့ဆိုရင်ပြန်ပြီးစမ်းကြည့်အောင်ဒီမှာဇွန်ဘီနော်ဇွန်ဘီကိုရွှေ့ကျွေးလိုက်ပြီအဲ့ဆိုရင် तू ကျွန်တော်မချတော့ဘူးဗျာအဲကျွန်တော်ဘတ်တော်သားဖြစ်သွားပြီကျွန်တော်ရဲ့ body guard ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဘယ်တော့တော့ तू ကလိုက်လိမ့်မယ်ထင်တယ်โอเคကျွန်တော်ဒီ skeleton ကိုလည်းကျွေးလိုက်မယ်ဟုတ်ပြီအာဒီမှာတော့ zombie ရဲ့ skeleton ရဲ့အဲလေကျွန်တော်ရဲ့ဘတ်တော်သားဖြစ်သွားပြီဟုတ်ပြီကျွန်တော်အဲ့ဆိုရင်တခြားကောင်တွေကိုတွားပြီးရှာကြည့်အောင်ဗျာ ဟိုမှာ skeleton နောက်တစ်ကောင်ရှိတယ်ဒီကောင်ကိုလည်းကျွေးမယ်ဒီကောင်ကိုလည်းကျွေးမယ် okay okay ရတယ်ရတယ်အချင်းချင်းမချရနဲ့အချင်းချင်းမချရနဲ့နော်ငါတို့ခုံလုံးကအဖွဲတစ်ဖွဲတယ်ပဲဟုတ်ပြီနော်ဒါဒါငါတို့တခြားကောင်တွေသွားချအောင်အဆိုရင်ဟုတ်ပြီဘယ်ကောင်ကိုချကြည့်ရမလဲဆိုတော့အာဒီစိတ်ကိုတို့ချမလားမသိဘူးဒီစိတ်ကိုကျွန်တော်တစ်ချက်ထိုးလိုက်မယ်ပေါ့နော်အာမချဘူးကွာဒီကောင်တွေကဘာလဲငါ့ရဲ့ဘတ်တော်သားမဟုတ်ဘူးလားဒီမှာစိတ်ကိုချလေတန်းရောင်စိတ်ကိုမချဘူးဒီကောင်တွေကဘာလဲ ငါနောက်တော့လိုက်တယ်နော်ငါပြောစကားကြတော့နားမထောင်โอเคအဲ့ဆိုရင်သူတို့ကဟိုဟာကျွန်တော်ထင်တာတော့ monster တွေမှချရလားမသိဘူးเนาะကျွန်တော်အဲ့ဆိုရင်စမ်းကြည့်အောင်ဒီ spider ကိုမင်းတို့ချကြည့်အောင်ဆိုရင်ဒီမှာပြောဒီကောင်ကိုချကြည့် Oh wait Yeah spider နဲ့ဒီမှာ skeleton ကိုသူတို့ချနေကြတယ်โอเค zombie ရေကြောက်အရှိရနေအသေးခံတိုက်ပေးရပေါ့เนาะကျွန်တော်စားပြီးတော့ skeleton ကြောက်နောက်ကနေပြစ်ပေးတယ်ရောက်နေရောက်နေအချင်းချင်းမပြစ်ကြနဲ့လေဟာကြည့်အောင်မင်းတို့ကလည်း ရှင်းရှင်းပြည့်နေကြရတယ်။ Okay သတိထားနော်နောက်ခါဟုတ်ပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့ bodyguard တွေနဲ့ကျွန်တော်တို့ဒီနေ့ကျတော့ပြီးကဲလို့ရပြီပေါ့နော်ကျန်တဲ့ကောင်တွေကိုဒီမှာကျွန်တော်တငယ်ချင်းတယောက်ခေါ်လာတယ်ပေါ့နော်အိမ်ကို Okay အာကျွန်တော်ဝမ်ကပေါ်လာပြီတင်တယ်ဝမ်ဝမ်ကပေါ်အတန်ပဲဒါအဲ့လိုချင်းချင်းဆိုပြီးလာလို့ရှိရင်ဘယ်နှမှာလည်းမသိဘူးညလိုက်ရှာလိုက်ရှာ skeleton လိုက်ရှာ အဆုံးကျွန်တော်ဝမ်ခပောကိုမတွေ့တော့ကျွန်တော်အိတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ skeleton အနားမှာရှိနေတော့အိတ်လို့မရဘူးပေါ့နော်အဲ့တော့ yeah လာလာလာငါ့မှာရွှေတုံးနည်းနည်းကျန်သေးတော့ငါ body guard တွေထပ်ပြီးလှုပ်လိုက်အောင်မယ်လာကြဟေးငါတို့ရဲ့ monster army အဲ့လေဒီမှာ zombie နှစ်ကောင် skeleton နှစ်ကောင် creeper ဒီ creeper ကတော့အသေးခံဘုံခွဲမဲ့ကောင်ပေါ့နော် ဒီ second နှစ်ကကြတော့တဲ့ကျွန်တော်အကောင့်နေတည်လို့ရှိရင်တို့က random loot တွေရတယ်ပေါ့နော် okay ဒီမှာကျွန်တော်ခုနကခေါ်လာတဲ့ skeleton ကျွန်တော်တကယ်ချင်းကိုကျွန်တော်ရေတောင်းပေးလိုက်အောင်မယ်ဒီကောင်ကလည်း skeleton ဆိုတော့သိရမလားမီးလောင်တတ်တယ်လေမနဲ့ဖက်ရောင်ရင်တော်တော်ရောင်အပင်အောက်မှာပဲနေနေနော်မင်းမဟုတ်ရလို့ရှိရင်မီးမီးလောင်ပြီးပြာကြသွားလိမ့်မယ်ဒီနေ့တော့ကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့ဒီကအကောင့်နေမွေးခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာနွားချန်လေးလုပ်ခဲ့တယ်ပြီးတော့တိုးချန်လေးထက်လို့ဦးမယ် အဲ့နဲ့ကျွန်တော်ကလည်းကံမကောင်းပါဘူးခင်ဗျာကျွန်တော် day 18မှာပဲဟာကျွန်တော်ခွေးလေးမီးလောင်နေကြီးရဘောဆိုတော့ဒီမှာနေရောင်ကြီးအောက်မှာနေတဲ့အကုံလုံးအကောင်တွေအကုံလုံးမီးလောင်ပြီးတေကုန်ပါတယ်တဲ့ကျွန်တော်ခုနကပဲနွားတွေတိုးတွေမွေးခဲ့ရလीနော်အဲ့တော့နောက်ပြရမှာပဲအကုံလုံးတေကုန်ပါတယ်ကျွန်မမနေကျွန်တော်ရဲ့ခွေးလေးအောင်မှာကျွန်တော်အသက်ရှင်အောင်မနေလုံနေရတယ်ကျွန်မโอเคအပြင်အောက်မှာနေတော့ဒီကောင်တွေမလောင်တော့ပါဘူးဟုတ်ပြီဟုတ်ပြီရောက်နေတည်ထားကြနော်အကုန်လုံးမီးလောင်ပြီးရှောကုန်လိမ့်မယ်အကုန်လုံး ဒီမှာခုနကတော့ကျွန်တော်တိုးတွေနွားတွေမွေးခဲ့တာဗောနော်အခုတော့ဘာမှရှိတော့ဘူးကျွန်အကောင်နေမီးလောင်ပြီးတော့ရှောကုန်ပြီဒီမှာအသားတော်မှချက်ပြီးသားပဲကျန်တော့တယ်ဗောနော်ဒီမှာဒီလိုနဲ့16ရက်နေ့မှာကျတော့ဘာထူးကြလဲဆိုရင်ねဒီကလင်းနှိုးတွေကတော်တော်လေးအတုံးမြင်နေတယ်ဘာလို့လဲမသိဘူးလင်းနှိုးတွေကတော်တော်လေးရှားပါးရဲ့တော်ပါလေနော်ကျွန်တော်မိုင်းနှင်းနဲ့မှာပဲတွေ့ရမလားအဲ့တော့ကျွန်တော်မိုင်းနှင်းနဲ့ကိုသွားကြည့်ကြိုက်တယ်ဗျအဲ့တော့อืมဘာများရှိလို့လဲလင်းနှိုးကဘာများထူးဆန်းလို့လဲနော် ။အိုဝေးဒီမှာလင်းတို့တကောင်လောက်မသိဘူး။ဟုတ်တယ်ဟာ။ဒီကောင်တက်ရမှာလားမသိဘူး။အတုံးဝင်နေဆိုတော့လေ။โอเคတက်ကြည့်အောင်။အိုးအမရတုံးရတယ်။โอเคတိတ်တော့အတုံးမဝင်ဘူးထင်တယ်နော်။ဒါပေမဲ့လင်းတို့တွေကတည်မှာတော်တော်လေးတက်ရခဲ့တယ်ဆိုတော့อืมဒီနေ့ကတော့ဘလို့လာမလဲမသိဘူး။ကျွန်တော်လည်းတိတ်တော့မသိဘူး။လင်းတို့တွေအတုံးဝင်နေဆိုတော့โอเคပြောရတဲ့အချိန်ပဲလောက်ရတာပေါ့နော်။ နောက်ပိုင်းမှကျွန်တော်သဘောပေါက်သွားတာ။ तू ကဘာပြောချင်တာလဲဆိုတော့ဒီမှာကြည်လင်းတို့တွေကပြစ်ချနေရဗျာ။ဒီကရွှေငွေပေါ့နော်။ရွှေငွေဝင်ငွေတွေကျွန်တော်ကျွန်တော်ကွန်ပျူတာတော်မှတော်တော်လေးလက်သွားတယ်ဗျာ။အဲ့တော့ဒီလင်းတို့တွေကရွှေငွေတွေကိုကောင်းကင်ဘက်နေပြစ်ချနေရဖြစ်ပါတယ်။ဒီနေ့လင်းတို့တွေအတုံးဝင်နေဆိုရအကြောင်းရင်းရတော့အဲအကြောင်းပါ။အဲ့နဲ့အဲ့ဒီတညလုံးကျွန်တော်ဒီရွှေငွေတွေကိုလိုက်ပြီးစုရင်းနဲ့အဆုံးသတ်လိုက်ပါတယ်။ ဒါမျိုးဒါမျိုးမှရွှေမိုးငွေမိုးရွာရဲဆိုတော့ပြောတာပေါ့နော်အဲ့တော့တော်တော်လေးနမိတ်ကောင်းပါတယ်နောက်ဆုံးကျွန်တော် day 20ကြရင်တော့ဘာလာမလဲစိတ်စိတ်ဝင်စားကြရပဲဗျ20ရဲမြောက်နေ့မှာတော့ကျွန်တော်တို့ဒီကမော့တရားကောင်းကင်ဘုံကနေပြုတ်ကျလာပါတယ်လေခင်ဗျာအဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ဟိုးဟိုမှာကြည့်လိုက် slime နေပြီးတော့ဒီကဘာကြီးလဲဟာ stray တွေဟို skeleton တွေပြီးတော့ အမျိုးမျိုးပဲဗျာကျွန်တော်တို့အကောင့်တွေကလေကောင်းဝင်ပေါ်နေပြုတ်ကြတာကျွန်တော်တို့ lag တော့မယ်ထင်တယ်ဒီနေ့တော့အကောင့်တွေပြည့်ပြီးတော့ကြည့်အောင်အောက်မှာရောက်လာ Dolphin တွေရောပြီးတော့ Panda တွေရောဟာဘယ်ရောက်လာလဲအဲ့တော့ဒီအကုန်လုံးအကောင့်တွေအကုန်လုံးကောင်းဝင်ပေါ်နေပြုတ်ကြလာတော့မှာပေါ့နော်ကျွန်တော်တို့3တော့ထားမှရမယ်ဘာလို့ဆို Creeper တွေပါလို့ရှင် Okay ကျွန်တော်ပြောနေကြပဲဟိုပေါက်ဝဲတော့မယ် Creeper တကောင် okay ပြည်ရအောင်အဲ့ဆိုရင်ကျွန်တော်ဒီအိမ်မှာတော့အကောင့်တွေစုမပြုံနေစေချင်ဘူးကျွန်တော်အရှားနေအောင်သွားအောင်ဗျ အဲ့ဒါနဲ့ကျွန်တော်အိမ်သားမှာ skeleton horse တကောင်တွေ့ရနဲ့အကောင်တက်စီးပြီးတော့ကျွန်တော်တို့ရွာကိုပြေးလိုက်တယ်ပေါ့နော်။အိုးတော်တော်မြန်သားပဲဒီ skeleton horse ကဒီကောင်ကိုတော့တင်သားမှာရမယ်ပေါ့နော်။ဒီ skeleton horse တည်းက saddle မလိုပဲနဲ့တို့ကအဲ့လိုမျိုးစီးလို့ရတယ်ဆိုတော့ yeah ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ရွာသွားအောင်ဒီအကောင်ကြီးပြုတ်ကြလာရွာဗာလေကျွန်တော်မကောင်းချောင်းပို့သူလိုပဲဒီနော်။အကောင်ကြီးမကောင်းတော့ကျွန်တော်တို့ရွာကိုပို့လိုက်အောင်။ Okay ဟုတ်ပြီဟုတ်ပြီဟုတ်ပြီ။ အဲ့တော့ကျွန်တော်တို့ရွာသားတွေကတော့စိတ်ဖြစ်တယ်ထင်တယ်ရွာသားတွေတယောက်မှကျွန်တော်မတွေ့တော့ဘူးတေသွားရလားဒါမှမဟုတ်တနေရာမှာပုံနေရတာတော့မသိဘူးโอเคအဲ့တော့ကျွန်တော်လည်းတွေ့တုံးပဲကျန်တော့တယ်ဟိုမှာနွားတွေရောအကုန်လုံးကွာရွာမှာပြည့်ကြပြည့်ကြလလားရွာမှာတော့နေလို့ရရအောင်မင်းတို့ရွာမှာဘေးမဲ့ပေးတာမယ်အဲ့တော့ဒီမှာ gash တွေရောပေါ့နော်သူတို့ကမွန်ဆာတွေရောအကုန်လုံးထွက်ကြလာမလိတ်ကြီးရပါသေးတယ်ကျောင်းမင်းဒီရွာမှာနေရတာပြောလား မပြောရင်လည်းမင်းပင်လဲပါပဲသွားစမ်းပါကွာဒီတဲကန်တိုင်းရမှာလက်ကြီးရပါလားလောက်မှမသိဘူးကျွန်တော်ဒီပန်ဒါလေးတော့မွေးချင်တယ်ဗျတော်တော်လေးချစ်ဖို့ကောင်းတယ်ဒီမှာကြည့်ဒီအဲ့တော့ဒီတန်ပန်နာလေးတွေကိုကျွန်တော်ထိမ့်သိမ်းထားရမယ်ကျန်တဲ့ကောင်တွေတော့ကျွန်တော်အကုန်လုံးတက်ပြမရမယ်အဲ့တော့ဒီလိုနဲ့ပဲကျွန်တော်ရဲ့ day 20ကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်အဲ့တော့ကြည့်ရှုပေးတော့ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်အားလုံးတတား